ချိုးရင်တည်ဆုံးနိုင်တဲ့အကြောင်းရင်း၅ချက်ရေချိုးရင်လည်းတည်ဆုံးနိုင်တယ်လို့ပြောလိုက်ရင်တော်တော်များများကလန့်သွားကြမလားမသိဘူးနော်ဟုတ်ပါတယ်ရေချိုးရင်ရုတ်တရက်တည်ဆုံးနိုင်ပါတယ်ဘလို့လူတွေကရေချိုးရင်တည်ဆုံးနိုင်ခြင်းများလဲဘလို့ယောဂါတွေကရေချိုးရင်တည်ဆုံးနိုင်ခြင်းများလဲဆိုတာသိဖို့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ကြည့်လိုက်ပါအောင်နော် အရင်ဆုံးဘလို့လူတွေကရေချိုးရင်သိဆုံးနိုင်ကြပုံများတယ်လဲဆိုတာကို ပြောပြပေးပါမယ်နော်။ကလေးငယ်တွေအသက်ကြီးတဲ့သူတွေကိုလက်အင်ကမတန်ဆွမ်းသူတွေနားတရှိယောဂအခန့်ရှိတဲ့သူတွေနဲ့ဆေးတမျိုးမျိုးကိုဆွဲတောက်နေရတဲ့သူတွေဟာရေချိုးရင်းနဲ့သိဆုံးနိုင်ကြရှိတဲ့အတွက်သူတို့ကို အထူးဂရုစိုက်ဖိဖို့လိုပါမယ်။တယောက်တည်းရေချိုးခန်းတဲ့ကိုပေးမချိုးတင်ပါဘူး။ အရင်ဆုံးဘလို့အချက်လက်တွေကြောင့်ရေချိုးရုတ်တရက်တည်ဆုံးနိုင်တယ်ဆိုတာကိုလေ့လာကြည့်ရအောင်နော် ရေချိုးပြပြချင်းမှာအဲဂွန်ခန့်တွေကိုချက်ချင်းဝင်သွားတဲ့သူတွေဟာအပူချိန်ရုတ်တရက်ကျသွားတဲ့အတွက်ခန္ဓာကိုယ်ကသွေးလက်ပတ်မှုစနစ်မှာပြဿနာဖြစ်ပြီးတော့အုန်းနောက်ထဲကိုသွေးစစ်စင်းသွားတဲ့သွေးဟာနည်းသွားတတ်ပါတယ်ငကိုတွေကသွေးတို့ရောကနှလုံးရောကရှိနေတဲ့သူတွေမှာအဲ့ဒီပြဿနာက ပိုဆိုးသွားနိုင်ပြီးတော့ရုတ်တရက်တည်ဆုံးသွားနိုင်ပါတယ်။ ခန္ဓာကိုယ်ကအရန်ပင်ပန်းနွမ်းနယ်နေချိန်မှာရေချိုးလိုက်ရင်လမ်းဆန်းသွားတယ်ထင်ရပေမဲ့အဲ့ဒီလိုနွမ်းနယ်နေတဲ့အချိန်မှာသွေးလည်ပတ်စစ်စစ်မှုကကျဆင်းနေတဲ့အတွက်ရေအေးနဲ့ရုတ်တရက်ရေချိုးလိုက်တဲ့အခါမှာလမ်းဆန်းသလိုဖြစ်ပေမဲ့ယောဂအခန့်ရှိတဲ့သူဆိုရင်ရုတ်တရက်လျှော့ဖြစ်ပြီးရောသေဆုံးနိုင်ခြင်းရှိပါတယ်။ သွေးပေါင်ကျနေတဲ့အချိန်မှာရေနွေးနဲ့ရေချိုးမိရင်လည်းရေကခန္ဓာကိုယ်ကအပူချိန်တဲ့ပိုများနေတဲ့အတွက်သွေးကြောတွေပိုကျလာပြီးတော့သွေးပေါင်ပိုကျသွားစေနိုင်ပါတယ်။ယောဂအခန့်ရှိတဲ့သူဆိုလို့ရှိရင်သတိလစ်တာမျိုးတော်ဖြစ်တတ်ပြီးတော့အခက်မသိရင်အသက်ပါပါသွားတတ်ပါတယ်။အရက်တောက်တဲ့အချိန်မှာအရက်မှာပါတဲ့ stimulants တွေက အသေးရဲ့လှုပ်ဆောင်ချက်တွေကိုဟန်တားလိုက်တဲ့အတွက်ခန္ဓာကိုယ်မှာစုထားတဲ့ကြားတွေအတော်များများလောင်ကျွမ်းသွားပါတယ်။ ွေးတင်းတကြားတဲ့အချိန်မီမပြည့်တင်းနိုင်ခင်မှာရေချိုးလိုက်တဲ့အခါသွေးကြောတွေကကျုပ်သွားပြီးရောအေးဆက်လာစေပါတယ်အခက်မသိရင်ရှော့ရပြီးတော့အသက်ပါပါသွားနိုင်ပါတယ်လူကြီးတွေအနေနဲ့အရန်ဖျားနေတဲ့အချိန်မှာရေချိုးတဲ့အခါခန္ဓာကိုယ်ကအပူချိန်ထိန်းစနစ်ကပြက်ယွန်းသွားတဲ့အတွက်ရုတ်တရက်အေးဆက်သွားပြီးတော့ရှော့ဖြစ်တတ်ပါတယ်။အခက်မသိရင်အသက်ပါဆုံးနိုင်ပါတယ်။ဒါကြောင့်အခုလိုချိန်တွေမှာရုတ်တရက်ရေမချိုးကြဖို့အကြံပေးခြင်းပါတယ်။ ဆက်ပြီးတော့ရေချိုးရင်တည်ဆုံးနိုင်တဲ့အကြောင်းရင်းတွေကိုလေ့လာကြည့်ရအောင်နော်။နံပါတ်၁ချက်ကတော့နှလုံးရုတ်တရက်ထိခိုက်ခြင်းပါ။နှလုံးရောဂါအခန့်ရှိတဲ့သူတွေဟာရေနွေးနဲ့ရေချိုးတဲ့အခါသတိထားဖို့လိုပါတယ်။အထူးသဖြင့်အသက်ကြီးတဲ့သူတွေမှာရေနွေးနဲ့ရေချိုးတဲ့အခါအလိုလျောက်အာရုံကြောတုပ်ပြန်မှုစနစ်ကိုနှိုးဆော်သလိုသွေးဖိအားပြောင်းလဲမှုကြောင့်နှလုံးရုတ်တရက်ထိခိုက်မှုဖြစ်ပြီးတော့နှလုံးရက်တက်ပါတယ်။နံပါတ်၂ချက်ကတော့ရေနစ်ခြင်းပါ။ ရေချိုးကန်နဲ့ရေချိုးတဲ့သူတွေဟာအကြောင်းတစ်ခုခုကြောင့်မိလဲသွားတာပဲဖြစ်ဖြစ်လဲကျသွားလို့သတိလစ်သွားတာပဲဖြစ်ဖြစ်ရေချိုးကန်နဲ့ရေနစ်တဲ့အခါမှာရေနစ်သေဆုံးနိုင်ခြင်းရှိပါတယ်။နံပါတ်၃ချက်ကတော့အုံနောက်သွေးကြောပိတ်ခြင်းသွေးကြောပေါက်ခြင်းပဲဖြစ်ပါတယ်။ရေချိုးကန်တဲ့ရေနွေးနဲ့ရေချိုးတဲ့သူတွေဟာရုတ်တရက်အုံနောက်သွေးကြောပိတ်ခြင်းဒါမှမဟုတ်အုံနောက်သွေးကြောပေါက်ခြင်းဖြစ်တာကြောက်လေရုတ်တရက်သေဆုံးနိုင်ပါတယ် နမက်လေးကတော့အပူလျှော့ဖြစ်ခြင်းမှာပူပြင်းတဲ့နေရောင်ကနေပြီးတော့အိမ်ကိုပြန်ရောက်ရောက်ချင်းရေအေးအေးနဲ့ပေါ့နော်ရေချိုးတဲ့သူတွေဟာအပူချိန်ရုတ်တရက်ပြောင်းလဲမှုကိုခန္ဓာကိုယ်ကမခံနိုင်တာကြောင့်ရုတ်တရက်တည်ဆုံးနိုင်ပါတယ်။နောက်ဆုံးချက်ကတော့ဓာတ်လိုက်ခြင်းမှာအဖြစ်နေတယ်ဆိုပေမဲ့ရေချိုးခန်းထဲမှာလျှက်စစ်ပစ္စည်းတွေတက်ဆင်ထားတဲ့အခါအခက်မတင်ရင်ဓာတ်လိုက်ပြီးတော့တည်ဆုံးနိုင်ပါတယ်။ ရေချိုးနဲ့အသက်သေဆုံးနေဆိုတာအဖြစ်နေပေမဲ့အခုဒီဗီဒီယိုမှာတော့ပြပြဖေးထားတဲ့နီလန်းတွေနဲ့တော့ဖြစ်နိုင်ခြေရှိတဲ့အတွက်ရေချိုးနဲ့သေဆုံးနိုင်ခြေရှိတဲ့သူတွေကိုတယောက်တည်းရေမချိုးခိုင်းဖို့ပြောရင်းနဲ့ပဲဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရဲ့ရှင်အားလုံးပဲနေကောင်းကြပါကြပါစေလို့ဆုတောင်းပေးလိုက်ပါရနော်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်